ဒီနေ့မှာတော့ချီရသူမိန်းကလေးနဲ့မိခင်ဖြစ်သူကိုတွေ့ဆုံဖို့စီစဉ်နေခဲ့တဲ့နေပါပဲသူသိချရတဲ့မိန်းကလေးဟာလမ်းပေးတတိယမှာသိဆုံးနေခဲ့ရပြီရဲတွေကမိန်းကလေးသိဆုံးရမှုအတွက်သူမရဲ့ချစ်သူလူငယ်လေးကိုတန်တရားတရားခံဖြစ်ဖမ်းဆီးခဲ့ကြသလိုတန်တရားတရားခံဖြစ်ဖမ်းဆီးခံခဲ့ရတဲ့တားဖြစ်သူရဲ့စိတ်နဲ့မိခင်ဖြစ်သူကပါထပ်မံသိဆုံးသွားခဲ့ရချိန်မှာတော့ ဘဝမှာဆုံးရှုံးစရာဘာတစ်ခုမှမကြံတော့တဲ့လူငယ်လေးကခြေရသူတွေတိတ်ဆုံးခဲ့ရမှုအတွက်ဂျူးလွန်သွားခဲ့တဲ့တရားခံတွေကိုဘလူတွေရှာဖွေဖော်ထုတ်ပြီးဂလက်စားခြေသွားမှာလေသူခြေရတဲ့သူတွေတိတ်ဆုံးခဲ့ရတဲ့အမှုမှာတကယ်တရားခံစစ်ကိုရောပြန်လေဂလက်စားခြေနိုင်မလားဆိုတာကိုလက်ကွက်မြုပ်ကွက်တွေနဲ့တိတ်တိတ်ရင်ဖို့ပူကင်းစကားကောင်းလေးတကားကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားအဆုံကိုတင်ဆက်ပေးသွားမယ့် Recapout IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ထောင်ကြီးတစ်ခုတွင်းကနေအာမခံနဲ့လොမြောက်လာခဲ့တဲ့ ဇထရာဆိုရဲလူငယ်လေးတယောက်ကိုတငယ်ချင်းဖြစ်သူဆာလန်ကထောင်ပူဝတနီယာမှာလာရောက်ကြိုဆိုခဲ့ပြီးဇထရာကိုမြင်လိုက်တဲ့အခါရှင်နေကြီးတူကမင်းကိုအာမခံနဲ့ထုတ်ဖို့ကပြောတလို့မလွယ်ကူဘူးဇထရာငါတော်တော်လေးကိုဒုက္ခခံလိုက်ရတယ်လောလောဆယ်တော့တေချာကူးဆိုင်နေပေါင်းပြီးမှလှုပ်ဆရာရှိတာတွေဆက်လုပ်ကြတာပေါ့လို့ပြောဆိုကဖောက်ခွာသွားခဲ့ပါတယ်ဆာလန်ကမင်းစင်ပြေလာလို့မိရတဲ့အချိန်မှာတော့ဇထရာကငရဲဘုံရဲ့အောက်မှာနေရာတစ်ခုရှိသေးတယ်မိန်ကလေးတွေကိုမကောင်းတာလောက်တာပဲဖြစ်ဖြစ် တပြတ်တာပဲဖြစ်ဖြစ်တခုခုလောက်ရင်သူတို့ကိုငါကအဲ့နေရာကိုပြပေးမယ်လို့ပြောဆိုခဲ့ပိုင်းအဲ့နောက်ဆတ်သရာကသူ့နေထိုင်ရာအိမ်လေးကိုပြန်ရောက်လာခဲ့တဲ့အခါတကားကိုဖွင့်လိုက်တချိန်ကသူ့အိမ်ပြန်နောက်ကြတိုင်းမိခင်ဖြစ်သူဂျာရမာကစီချိုလို့နေခဲ့ကဘာလို့နောက်ကျနေရတာလဲသားလာပြီးတော့ရေမိုးချိုးထမင်းစားကြမယ်ဆိုတဲ့မိခင်ဖြစ်သူရဲ့တစားစားအတန်လေးတွေကိုပြန်လေချားအောင်လာခင်သူ့ရဲ့ပါပြင်မှာလဲမျက်ရည်တွေစီးကြလာခဲ့ရရှာပိုင်းအခုတားပြန်လာပြီလေမေး အရင်လိုသားကိုဖမ်းဆူရဘူးလားလို့ဂျီကွဲဆိုနေစွာနဲ့ပြောဆိုနေခဲ့ပေမဲ့သူရဲ့စကလုံးတွေကတော့အပြင်ကိုဖမ်းမလာနိုင်ခဲ့ပါဘူး။အဆိုပါညမှာပဲစတရာကတငယ်ချင်းဖြစ်သူဆာလန်ထန်ကနေစိုင်းကစီးကိုငားယူခဲ့ပြီးရှင်နေကြီးအက်ဒဝင်းနဲ့တွားရအောင်တွေးဆောင်ခဲ့ပါတော့တယ်။စတရာကိုမြင်လိုက်ရတဲ့ရှင်နေကြီးကအိမ်ထဲကိုဖိတ်ခေါ်ခဲ့ပြီးဒီကိစ္စကိုမင်းမလုပ်ဘူးဆိုတာမင်းရောငါရောသိတယ်။ဒါပေမဲ့ဘာတွေပဲပြောပြောအပြင်လောကကြီးကတော့ယုံကြည်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့တဲ့အခါစတရာကကျွန်တော်ဘာမှမသိကြဘူးဆရာ။ ကျွန်တော်သိချင်တာကသူတို့ကသူတွေလဲဘာတော့ဒီလိုတွေလုတ်ခဲ့တာလဲဆိုတာပဲလို့ဒေါသနဲ့ပြောဆိုခဲ့တဲ့အခါရှင်နေကြီးကငါထင်တာမမှားဘူးဆိုရင်တော့ဒါကလုတ်ချံမှုကြီးပဲဆက်သွားငါတို့အမှန်တရားကိုသိဖို့ဆိုရင်အလောင်းခွဲစိတ်မှုမှတ်တမ်းရေးတဲ့သူကိုအရင်ရှာရမယ်လို့ပြောဆိုခဲ့တဲ့အခါမှာတော့ဆက်သွားကကျွန်တော်သူနဲ့တွေ့ခဲ့ပြီးပါပြီဆရာလို့ပြောဆိုခဲ့ပါတယ် ဟုတ်ပါတယ်စတရာကထောင်ကထွက်လာခြင်းပါပဲရင်ခွဲယုံကတာဝန်ရှိသူတူးနဲ့တွားရောက် တွေ့ဆုံခဲ့ကဖေဖော်ဝါရီလ15ရက်နေ့ကတည်ဆုံသွားခဲ့တဲ့အန်ဂျလီရဲ့မှတ်တမ်းကဘာလဲလို့သူ့ကိုရိုက်နှက်မေးမြန်းလိုက်တဲ့အချိန်မှာတော့အဆိုပါလူကအန်ဂျလီကဆွေးချိုးအလူခံလိုက်ရတဲ့အပြင်သူမကိုငူးရစ်ဆေးကျွေးပြီးစော်ကားခံလိုက်ရတာလို့ပြောဆိုခဲ့ပါတယ်သူမရဲ့ကိုယ်ထဲမှာတွေ့ခဲ့ရတဲ့မူးယစ်ဆေးက acid blue လို့လည်းပြောဆိုခဲ့ပြီးသူ့ကိုတယောက်ယောက်ကဖုံးဆက်ပြီးရင်ခွဲမှတ်တမ်းကိုပြောင်းဖို့ဖိအားပေးပြောဆိုခဲ့တာကြောင့်သူကရင်ခွဲမှတ်တမ်းကိုပြောင်းလဲခဲ့ရတာဖြစ်ကြောင်းရှင်နေကြီးကိုရှင်းပြခဲ့တဲ့အခါရှင်နေကြီးက acid blue ဟုတ်လားလို့ရည်ရွယ်ပြောဆိုခဲ့ပါတယ်ဆတ်တရာကပြန်တော့မယ်လုံးပါပဲရှင်နေကြီးကဆုံးရှုံးစရာမရှိတော့တဲ့သူတွေရဲ့ခြေလန်းကကြောက်ဖို့တိတ်ကောင်းနေဒီတော့မင်းပါပဲလုံးလုံးသဲလွန်စာကြံခဲ့လို့မဖြစ်ဘူးလို့ပြောဆိုသတိပေးခဲ့ပါတော့တယ် တကယ်တော့သတ္တရာကအမိတခုတားတခုပွားနေဘဝကိုအေးချမ်းစွာဖျက်ဆီးခဲ့သူလည်းဖြစ်ပိုင်းသတ္တရာရဲ့ရီမန်းချက်ကစားတောက်ဆိုင်လေးတခုကိုဖွင့်ပြီးစီမံလုပ်ကင်နိုင်ဖို့ပဲဖြစ်ပိုင်းလက်တော်မှာတော့သူကဒလီပို့ဆောင်ရတဲ့အလုပ်ကိုလုပ်ကင်လို့နေခဲ့ပြီးမိဘတွေရဲ့ကျန်းမာရေးအတွက်ရှားသမျှမလောက်နိုင်တဲ့ငွေချင်းဖြစ်သူစာလန်ကိုသတ္တရာကသူ့တက်နိုင်သလောက်အမြဲတမ်းကူညီပေးတတ်သူလည်းဖြစ်ပိုင်းသတ္တရာက ဒလီပို့တဲ့အလုပ်ကိုညနေ၄နာရီခွဲပြီဆိုတာနဲ့အော်ရာလက်ပကံတော့ပဲရနာကဝက်ကောင်းဆလာဝစ်စမီထွတ်ထွတ်သွားခဲ့တာကြောင့်လုံဖော်ကင်ဘတ်တူကအစူပါအချောင်းရင်ကိုနားမလဲစွာနဲ့မိမြင့်ခဲ့တဲ့ခါမှာတော့စတရာကကိုကြီးကိုရာနဲ့အလုပ်ရဲ့ချားမှာညင်းညောင်းပပလေးပဲရှိတာအရာကိုတိချာထိမ့်သိရမယ်လို့ပြောဆိုခဲ့ပါတကယ်တော့ဆတ်ထရာကညနေ9နာရီမှာကျောင်းဆင်းလာမဲ့ကျောင်းသူလေးတူဦးဖြစ်သူအန်ဂျလီကားဆောင်နေတဲ့မှတ်တိုင်ကိုတော်တော်ပြီးအန်ဂျလီကိုချောင်းချောင်းကြီး ီတီတွေဖြစ်ပြီးရင်ပြန်နေချောင်းချီပြုံးပြန်ဘွားကြီးကိုချိန်နဲ့နေခဲ့သူလည်းဖြစ်ပါအန်ဂျလီကလည်းသူမကိုနေ့တိုင်းလလချောင်းမီပြုံပြုံကြီးနဲ့ပြန်သွားတတ်တဲ့ဆတ်တရာကိုသတိထားမိနေခဲ့ပိုင်။တရက်ဆတ်တရာကအန်ဂျလီကိုမှတ်တိုင်မှာတွေ့မြင်လိုက်ရပြီးဂျီနူးနေခဲ့ချိန်မှာပဲမျက်မျက်မြင်လူကြီးတူကသူ့ကိုဆိုင်ငယ်နဲ့ခေါ်သွားပြီးနောက်တစ်ဖက်တိုင်းမှာခြားထားပေးခဲ့လို့ရမလားလို့အကူအညီတောင်းလာခဲ့တာကြောင့်ဆတ်တရာကလည်းကူညီပေးခဲ့ပိုင်။ဆတ်တရာကဆိုင်ငယ်ကို မောင်းနေရင်လမ်းတစ်လျှောက်လုံး သူ့အရှိကားပေါ်ကအန်ဂျလီကိုသာငင်းနေခဲ့တဲ့အခါမျက်မြင်ဆိုသူကမီးပွိုင်းတစ်ခုမှသူ့ဆိုင်ကယ်ပေါ်ကဆင်းသွားခဲ့ရင်ဇီယာဆိုင်ကယ်မောင်းရင်လမ်းကိုပဲကြီးမောင်းပါလို့ပြောဆိုသတိပေးသွားခဲ့တာကြောင့်အဆူပါဖြစ်ကိုချင်းအန်ဂျလီကတော့သဘောရီကျနေခဲ့ပါတယ်။ဒီရက်မှာတော့စတရာရဲ့တငယ်ချင်းဖြစ်သူဆာလန်ကမင်းငုံငါကြည့်ရှိနေတာတနေ့တနေ့ကောင်းမလေးရှိတဲ့ကားကိတ်ကိုသွားချောင်းကြည့်ပြီးရင်ပြုံးပြီးတော့ပြန်လာနေဒီကနေမတက်တော့ဘူးလားဒီကိစ္စမှာငါဝင်ပါမှဖြစ်တော့မယ်လို့ပြောဆိုကာ ဆတ်တရာကော်ဖီဆိုင်လေးတစ်ခုကိုခေါ်ဆောင်သွားခဲ့ပါတယ်။ကော်ဖီဆိုင်ရဲ့ကောင်တာတစ်ခုမှာအန်ဂျလီကိုမြင်လိုက်တဲ့အခါမှာတော့ဆတ်တရာတယောက်ကနမငိန်ဖြစ်နေခဲ့ရပါတယ်။ဆာလန်ကအဆိုပါကော်ဖီဆိုင်ပိုင်ရှင်ကာရင်းဆိုတဲ့ဖိုးဟိုတူးနဲ့ဆတ်တရာကိုမိတ်ဆက်ပေးခဲ့ပြီးသူ့ရဲ့တငယ်ချင်းကိုဒီကော်ဖီဆိုင်မှာအလုပ်ပေးဖို့ပြောဆိုပေးခဲ့တဲ့အခါကော်ဖီဆိုင်ပိုင်ရှင်ကာရင်းကလည်းဆာလန်ရဲ့ထောက်ခံမှုနဲ့ပဲဆတ်တရာကိုအလုပ်လုပ်ခွင့်ပြုခဲ့ပါတယ်။ ဇသရာကတစ်ချိန်ကသူ့ဘွားရဲ့အကြောင်းကိုစဉ်းစားနေခဲ့ချိန်မှာပဲတငယ်ချင်းဖြစ်သူဇာလန်ကသူ့စီကိုရောက်ရှိလာခဲ့တာကြောင့်စဉ်းစားကန်းကပြတ်သွားခဲ့ရပါတယ်။ဇာလန်ကမိငါကိုစုံစမ်းခိုင်းတဲ့ Acid Blue မူရစ်ဆေးဘွားနဲ့ပတ်သက်လို့ငါစုံစမ်းလာခဲ့တယ်။ဘန်ဂလောမှာမူရစ်ဆေးဘွားရောင်းဝယ်သူတွေရဲ့စီးရင်ရဆိုရင်တော့လူမျိုးကပဲဒါကိုအတိကထားလုပ်နေကြတာ။တယောက်ကဖိုင်ဆယ်နောက်တစ်ယောက်ကတော့ Ravi ကူမပဲ။သူကိုဂန်ဂျာ Ravi လို့လည်းခေါ်ကြတယ်။ဖိုင်ဆယ်ကတော့လွန်ခဲ့တဲ့တစ်နှစ်လောက်ကအဖမ်းခံလိုက်ရတယ် ခံကြားရာဗီကတော့အခုချိန်ထိဒါရီကိုလုံနေတော့မယ်။ဒါပေမဲ့ဒါကတရားမဝင်ကိစ္စဆိုတော့သူတို့ကအရန်တော်လျှို့ဝှက်ကြတယ်။ခံကြားရာဗီနဲ့တွေ့ဖို့လဲခက်မဲနဲ့တူတယ်လို့ပြောဆိုခဲ့တဲ့အခါစတရာကကဘာကြီးကဘလောက်ပဲကျေပါစေငါကတော့သူတို့ကိုမရရအောင်လိုက်ရှာမှာပဲလို့ပြောဆိုခဲ့တဲ့အခါဇာလန်ကမင်းမဘာမှထပ်ပြီးဆုံးရှုံးစရာမကျန်တော့ဘူးဆိုပေမဲ့ဂျန်ရှိနေတဲ့မင်းရဲ့အသက်ကိုတော့ယူဆိုင်ပါအောင်တငယ်ချင်းလို့သတိပေးပြောဆိုသွားခဲ့ပါဘန်ဂလောဂုံဒရာတခုအောက်မှာတော့ညာကြီးပို့ချုပ် ရရဆောင်းနေတဲ့ဆက်သရားကိုအမိုက်ကောက်သမားလိုပုံစံနဲ့လူငယ်တယောက်ကမတိမတာချင်ကပ်လာခဲ့ပြီးပစ္စည်းလိုချင်လို့လားဆရာလိုတီတိုးမေးမြန်းခဲ့ကသူစီမပါလာခဲ့တဲ့ခန်းချာထုတ်လေးတွေကိုပြသခဲ့တဲ့ခါမှာတော့ဆက်သရားကသွားစမ်းပါမင်းမငါလူချင်တာရှိမှလည်းမဟုတ်ပါဘူးလို့စိတ်ကိုစွာက ပြောဆိုခဲ့တာကြောင့်အဆိုပါလူငယ်ကကျွန်တော်မှမရှိဘူးဆိုရင်တော့ဆရာလိုချင်တဲ့ပစ္စည်းကောင်းကောင်းတွေရှိတဲ့နေရာကိုကျွန်တော်လိုက်ပြပေးလို့ရတယ်လို့ပြောဆိုလာခဲ့တာကြောင့်ဆက်သရားလည်းအဆိုပါလူငယ်ခေါ်ဆောင်ရနောက်ကိုလိုက်ပါသွားခဲ့ပါတယ် လမ်းမှာတော့အဆိုပါလူငယ်ကဘန်ဂလောမှာတော့ကျွန်တော်တို့ကိုဂန်ဂျာရာဗီကနံပါတ်1ရောင်းဝယ်သမားပဲလို့ပြောဆိုခဲ့ကသူရဲ့နာမည်ကတော့မက်ဂနစ်ဖြစ်ကြောင်းပြောဆိုမိတ်ဆက်ခဲ့ပါတယ်။မက်ဂနစ်ကကျွန်တော်တို့နေရာကလုံကြုံပါတယ်။တကားတလေအကောင်ကြီးတွေတောင်ဒီနေရာမှာပြစ်စည်းလာမှကြတာလို့ပြောဆိုလိုက်ဆတ်သရာကိုဂန်ဂျာရာဗီဆိုသူနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အဲနောက်ဆတ်သရာကဂန်ဂျာရာဗီယာသူလိုချင်တာကအက်စစ်ဘလူးဖြစ်ကြောင်းပြောဆိုကစီယန်ငွေများစွာကိုပေးခဲ့တာကြောင့်ဂန်ဂျာရာဗီကလည်းသဘောချသွားခဲ့ပြီး လောလောဆယ်ကျုပ်စီမှာတော့ပစ္စည်းကမရှိသေးဘူးပစ္စည်းရရင်ဆက်သွယ်လိုက်ပါမယ်လို့ပြောဆိုခဲ့ပါတော့တယ်ဂန်ဂျာရာဗီစီကနေပြန်လာခဲ့တဲ့ဆက်သရာဟာတကူတဲ့ဆိုင်ကယ်ကိုမောင်းနှင်လာခဲ့ရင်အတိတ်ကညတွေကိုပြန်ပြောင်းတရိယာနေခဲ့ပြန်ပါကော်ဖီဆိုင်ပိုင်ရှင်အဖိုးကိုကာရင်ထံမှာအလုလုနေကိန်းဇသရာနဲ့အန်ဂျလီတို့ရဲ့ခင်မင်မှုတိုင်းတာကလည်းတဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ပါတယ် ရက်ကော်ဖီဆိုင်ကနေအိမ်ပြန်မှုကန်းကန်းနေခဲ့တဲ့အန်ဂျယ်လီကိုဇသရာကသူ့ရဲ့ဆိုင်ကနေပြန်လိုက်ပို့ပေးဖို့တောင်းဆိုခဲ့တဲ့အခါအန်ဂျယ်လီကပထမတော့ငြင်းဆန်နေခဲ့ပြီးဇသရာကမသိတဲ့လူတွေနဲ့ပြန်မဲ့အစားငါ့လိုအတိတ်ရောက်လိုက်ပို့တာကိုလက်ခံပေးပါလို့ပြောဆိုလာခဲ့တာကြောင့်အန်ဂျယ်လီကလည်းမငင်းသာတော့ပဲဇသရာရဲ့ဆိုင်ကနေပဲအိမ်ပြန်ခဲ့ရပါတယ်သူမတို့အင်ရှီယာလမ်းထိပ်ကိုရောက်လာတော့အန်ဂျယ်လီကဆိုင်ကယ်ကိုရပ်တန့်ခိုင်းခဲ့တာကြောင့်စတရာကအင်ထိလိုက်ပို့ပေးမယ်လေလို့ပြောဆိုခဲ့တဲ့အခါအ အန်ဂျယ်လီကကျွန်မဒီကနေပဲလမ်းလျှောက်သွားခြင်းနဲ့ပြီးတော့လမ်းထိပ်မှာကျွန်မရဲ့ကောင်းလေးကလည်းဆောင်းနေတယ်။ဟောဟိုမာတွေ့လားသူရှင့်ကိုစိုက်ကြည့်နေပြီလို့ပြောဆိုခဲ့တာကြောင့်စတရာကလှည့်ကြည့်လိုက်တဲ့အခါဂွေနဲ့ကြီးတကောင်ကလမ်းထိပ်မှာစောင့်ကြောက်နိုင်ကစတရာကိုစိုက်ကြည့်နေခဲ့တာကိုတွေ့မြင်လိုက်ရပါတယ်။သူက ကျွန်မကိုအန်ရီပြုတ်မဲ့သူဆိုတိတ်ကိုတီးတာ။သူရှိရင်ကျွန်မလုံးချုပ်ပြီလို့ပြောဆိုကထွက်သွားခဲ့ပါတော့တယ်။နောက်တစ်ရက်မှာတော့ မူရစေဝါရောင်းဝယ်တဲ့ဂန်ချာရာဗီကခမားမှားထားတဲ့ပစ္စည်းတွေဒီနေ့ရောက်မယ်လို့ဖုံးဆက်လာခဲ့တာကြောင့်စတရာကဂန်ချာရာဗီရှီယာကိုတွားရောက်ခဲ့တဲ့အခါဂန်ချာရာဗီကပစ္စည်းကိုမဂနစ်ကတွားယူနေတော့ဒီတော့သူ့ကိုစောင်းရင်ကျုပ်တို့ဈေးတောက်ကြမလားလို့မေးလာခဲ့တာကြောင့်စတရာကလည်းအချီနီကိုချိကဂန်ချာရာဗီနဲ့ဈေးတောက်ဖို့ပြင်ဆင်ခဲ့တဲ့အခါဂန်ချာရာဗီကလောင်ကြီးမပါပဲကစားရတာက စားမပါတဲ့ဟင်းလိုပဲ ပေါ်ပြပြကြီးနေလို့ပြောဆိုလာခဲ့တာကြောင့်ဆက်သရာကလည်းပါလာတဲ့ပတ်စံလေးတွေနဲ့လောင်းချစ်ထက်ကဈေးတောက်ခဲ့ပါတော့တယ်။အချိန်တိုင်းမှာဆက်သရာကကြီးနိုင်နေခဲ့ပြီးဂန်ဂျာရာဗီတောင်ရှုံးနေနေခဲ့ပါတယ်။အဆိုပါအချိန်မှာပဲမဂနစ်ကမူရစ်ဆေးဝါးတွေနဲ့အတူရောက်ရှိလို့လာခဲ့ပြီးဆက်သရာမှာယူထားတဲ့အက်ဆစ်ဘလူးဆိုတဲ့မူရစ်ဆေးဝါးထုပ်လေးနှစ်ထုပ်ကိုပေးလိုက်တဲ့အချိန်မှာပဲလောင်းစရာပတ်စံကုန်သွားခဲ့တဲ့ဂန်ဂျာရာဗီကဆက်သရာ နောက်ဆုံးပွဲလောက်တော့ဆက်ဆော့လိုက်အောင်လို့ပြောဆိုကာသူရဲ့အိတ်ထဲကဆွဲကြိုးလေးတကုံးကိုထုတ်ကာလောင်းချီဖြစ်တတ်မှတ်လိုက်တဲ့အချိန်မှာပဲဆွဲကြိုးလေးကိုမြင်လိုက်ရတဲ့စက်တရာဟာသူ့တွေပွပွတ်စူသွားခဲ့ရပါတယ်။ဂန်ဂျာရာဗီကဒီဆွဲကြိုးလေးကကျုပ်အတွက်တော့ကံကောင်းစေတဲ့ဆွဲကြိုးလေးပေါ့လို့ပြောဆိုခဲ့ကပွဲကိုပြန်လည်စတင်ခဲ့တဲ့အချိန်မှာတော့အဆူပါပွဲကိုဂန်ဂျာရာဗီတယောက်အနိုင်ရရှိသွားခဲ့ပါတယ်။ဂန်ဂျာရာဗီကကျုပ်မပြောဘူးလားဒီဆွဲကြိုးလေးကလက်ကီးပါဆိုဒါလေးရှိနေသေးကျုပ်ကကံကောင်းနေဦးမှာပဲလို့ပြောဆိုကာ သူ့ရဲ့ level မှာဝှစ်စင်ထားလိုက်ပါတော့တယ်။တကယ်တော့အစူပါဆွေးကြိုးလေးဟာစသရာအတွက်အမတ်တရများစွာရှိနေခဲ့တဲ့ဆွေးကြိုးလေးပဲဖြစ်ပါင်။စသရာတယောက်မနက်ဒလီဘိုညဘက်ကော်ဖီဆိုင်လေးမှာလှုပ်လှုပ်ရင်းချေရသူနဲ့နီးစပ်ဖို့ကြိုးစားနေခဲ့ရှာပါင်။တရက်စသရာကသူချေရတဲ့အန်ဂျလီရဲ့ဓာတ်ပုံကိုမိခင်ဖြစ်သူဟာပြသပြီးအမေဒါကတားရွေထားတဲ့မိန်းကလေးလေလို့ပြောဆိုခဲ့တဲ့အခါမိခင်ဖြစ်သူကလည်းအန်ဂျလီရဲ့ဓာတ်ပုံကိုမြင်လိုက်ရတဲ့အခါမှာတော့သဘောကျသွားခဲ့ပြီ။ ီလိုမိမလာလေးကိုရွှေဆွဲကျိုးနဲ့အမေတို့အိမ်ကိုခေါ်နိုင်ဖို့အမြန်ဆုံးကြိုးစားပြီးတော့လို့ပြောဆိုခဲ့တာကြောင့်စတရာကလည်းမိခင်ရဲ့သဘောဆန္ဒတိုင်းအန်ဂျလီတို့အတွက်ဆွဲကျိုးလေးတစ်ခုကိုဝယ်ယူဖို့ရွှေဆိုင်ဆိုင်ကိုတွားရောက်ခဲ့ပေမဲ့အရန်စေးကြီးနေခဲ့တာကြောင့်သူ့ကြိုက်တဲ့ဆွဲကျိုးပုံစံတိုင်းဇီတက်တာတဲ့အပြင်ကဗရိမာအနှံ့ခဲ့ပါပစံကိုလည်းတလုံးနဲ့မပေးနိုင်ခဲ့တဲ့စတ္တရာဟာသူ့အလုံးလုံးလို့ရတာတဲ့ချွင်းနဲ့ဇာလီတွေကိုစွစုပြီးအရစ်ကြပေးသွင်းခဲ့ရရှာပါတယ် ဒီကြားထဲမှာပဲစတရာနဲ့အန်ဂျလီတို့ရဲ့ဆက်ဆံရေးကလည်းပုံမူရင်းနှီးလာခဲ့ပိုင်းတရဆွဲကြိုးလေးကိုငွေချီချီပြီးရယူလာခဲ့တဲ့စတရာဟာမိခင်ဖြစ်သူကိုဆွဲကြိုးလေးကိုပြသခဲ့တဲ့အခါမိခင်ဖြစ်သူကမတော်ရသေးတဲ့ချွေးမလေးအတွက်ချိန်ပြီးတော့ဝမ်းသာနေခဲ့ပါတော့တယ်။တရမှာတော့စတရာကအန်ဂျလီကိုချစ်ခွင့်ပန်ခဲ့ပြီးသူ့ရဲ့ချွေးနှဲစာလေးနဲ့ပြုလုပ်ထားတဲ့ဆွဲကြိုးလေးကိုချစ်သက်လက်ဆောင်ဖြင့်ပေးအပ်ခဲ့တဲ့အခါမှာတော့အန်ဂျလီတရားအယံကိုအံ့ဩဝမ်းသာသွားခဲ့ပါတယ်။ အဆိုပါညကအန်ဂျလီကအလှပဆုံးဝတ်ဆင်ထားခဲ့ပြီးစတရာရဲ့ဆွဲချိုးလေးကြောင့်သူမရဲ့အလှတွေကပိုပြီးတော့ပေါ်လွင်နေခဲ့ပါအိမ်ပြန်ရမယ့်အချိန်ကိုရောက်ရှိလာခဲ့ချိန်မှာတော့ဒုံဆန်တိုင်းစတရာကအန်ဂျလီကိုစိုက်ကင်နဲ့သူမနေထိုင်ရာလမ်းထိပ်ထိလိုက်ပို့ပေးခဲ့ပြီးစတရာကမင်းကိုအိမ်ခေါ်လာခဲ့မယ်လို့ကို့မိကိုပြောထားတယ်လို့ပြောဆိုခဲ့တဲ့အခါအန်ဂျလီက"ကျမ16နှစ်အရွယ်တုန်းကမိသားစုတွေနဲ့နောက်ဆုံးတွေ့ခဲ့ရတာအခုနှစ်တွေကြာကြီးနေမှာမိသားစုတစုကိုပြန်ရမယ်ဆိုတော့ကျမအရန်ကိုစိတ်လှုပ်ရှားမိတယ်" မနေ့ကျရင်ကျမစောစောလာခဲ့မယ်စောင့်နေလို့ပြောဆိုနှုတ်ဆက်ကတခွာသွားခဲ့တာကတပွားဆိုတာကိုအဲ့နီကစသရာတရားမသိရှာခဲ့ပါဘူးနောက်တရားမှာတော့စသရာတို့တာမီကသူတို့အိမ်ကိုရောက်လာမယ်ချွေးမလေးကိုမျှော်ရင်းပျော်ရွှင်နေခဲ့ကြပါတယ်အစိုးရအချိန်မှာပဲတကားခေါက်တန်ကိုကြားလိုက်တာကြောင့်စသရာကစိတ်လုံရှားစွာနဲ့အိမ်တကားကိုဖွင့်ချလိုက်တဲ့အခါမှာတော့သူတို့ရဲ့အိမ်ရှိကိုရောက်ရှိနေခဲ့တဲ့သူကအန်ဂျလီမဟုတ်ခဲ့ပဲရဲတပ်ဖွဲ့ဝင်တွေဖြစ်နေခဲ့တာကိုအန်အိုးဝယ်ရာတွေ့မြင်လိုက်ရပြီး ရဲရရှိဒါဘူကစက်သရွားကိုရိုက်နှက်ကာအန်ဂျလီဗမာလေးမင်းသူ့ကိုဘာလုပ်လိုက်တာလဲလို့မင်းမြဲနေခဲ့တာကြောင့်စက်သရွားကဆရာပြောတာကျွန်တော်ဘာမှနားမလဲဘူးဘာမှလည်းမသိပါဘူးလို့ပြောဆိုတောင်းပန်ခဲ့ပေမဲ့ရဲရရှိဒါဘူကစက်သရွားကိုဒရဆက်ရိုက်နှက်ကာလူတက်မှုအတွက်တန်တရားရှိသူဖြစ်ဖန်စီခေါ်ဆောင်သွားခဲ့ပါတော့တယ်မိခင်ဖြစ်သူကသားလေးကိုကြည့်ရင်ခြေကွဲဝမ်းနေစွာနဲ့ငိုကြွေးနေခဲ့ရှာပါတယ် အဆိုပါနဲ့နဲ့မှာပဲရဲတွေကယထာလမေးတနေရာမှာတည်ဆုံးနေခဲ့ရတယ်။အန်ဂျလီရဲ့လောင်းကိုတွေ့ရှိခဲ့ကြရတာကြောင့်တ냐လုံးအတူတူရှိနေခဲ့တဲ့စတရာကိုတန်တရာတရခန့်ဖြစ်ဖမ်းဆီးသွားခဲ့ကြတာလည်းဖြစ်ပါသားဖြစ်သူအဖမ်းခံလိုက်ရတဲ့စိတ်ကြောင့်စတရာရဲ့မိခင်ဟာစိတ်ထောင်းကိုကြည်ဖြစ်ကဆုံးပါသွားခဲ့ရရှာပိုင်းမိခင်ရောခြေရသူပါဆုံးရှုံးလိုက်ရတဲ့စတရာအတွက် ဆုံးရှုံးစရာဘာမှမကြံတော့တာကြောင့်သူချစ်ရသူတွေကိုအသက်ဆုံးအောင်သူတို့ဘဝတွေတည်ကွဲကွဲအောင်လုပ်ခဲ့တဲ့တရားခံတွေကိုရှာဖွေပြီးဂလက်စားချေဖို့စက်သရားတရားအောင်ဆုံးဖြတ်ချက်ချခဲ့တာလေဖြစ်ပိုင်းတညမှာတော့မူရဲစေဘွားရောင်းဝယ်ဖြန့်ဖြူးနေခဲ့တဲ့ဂန်ဂျာရာဗီတရားရက်ကလေးတများများနဲ့တင်းကြိုင်းတစ်ခုတွင်းကဖြတ်ကာသူစတဲ့ချတဲ့နေရာကိုပြန်ရောက်လာခဲ့ချိန်မှာပဲအရေးတစ်ခုကသူ့ရှေ့ကနေဖြတ်သွားခဲ့တာကြောင့်ရာဗီတရားရုတ်တရက်ထိတ်လန့်သွားခဲ့ရပါတယ် ။ဆိုအားချိန်မှာပဲသူ့ရဲ့ခြေထောက်နဲ့ချိုးပြင်ကိုဓာတ်တစ်ချောင်းနဲ့ထိုးကွဲခံလိုက်ရတာကြောင့်ရာဗီယာနာကျင်စွာအော်ဟစ်လိုက်ရင်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ရပါတယ်။ကန်ဂျာရာဗီတယောက်ထိတ်လန့်တုန်လှုပ်နေခဲ့ချိန်မှာပဲအုတ်ကူရိဂျာကနေစတရာကခုန်ပြန်ထွက်လာခဲ့ပြီးသူ့ကိုဒရဆက်တိုက်ခိုက်ခဲ့ပါတော့တယ်။အဲနောက်စတရာကမင်းအန်ဂျလီကိုဘာကြောင့်တတ်လိုက်ရတာလဲလို့မင်းပြန်ခဲ့တဲ့အခါကန်ဂျာရာဗီကကျုပ်မေကိုတိုင်တယ်ပြီးတော့ချိန်ဆိုရဲပါတယ်။အန်ဂျလီကိုကျုပ်မတက်ခဲ့ပါဘူး။ကျုပ်ကဖော်ပြပဲလိုက်ပါသွားခဲ့တာပါ။ ါတွေကိုလှုပ်ဆောင်ခဲ့တာကစီနာလို့ပြောဆိုနေခဲ့ချိန်မှာပဲဆက်တရာကသူ့ရဲ့ခါးကြကတခေါက်ကြီးကိုထုတ်ကာရာဗီကိုတတ်ဖြတ်လိုက်ပြီးသူချစ်သူရဲ့ဆွေးချိုးလေးကိုလည်းဖြုတ်ယူသွားခဲ့ပါတော့တယ်အစူအာညမှာပဲဆက်တရာကရှင်နေကြီးနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးဂန်ဂျာရာဗီစီကနေစီနာဆိုတဲ့နာမည်တခုကိုသိရှိခဲ့ရတယ်ဒီရခန်ကဘသူပဲဖြစ်ဖြစ်ကျွန်တော်ရအောင်ရှာမယ်တကယ်လို့ကျွန်တော်ဖန်ခံလိုက်ရရင်ဆရာကပဲကူပေးပါ တကယ်တရားခံစစ်ကိုမတက်ရမချင်းကျွန်တော်အဖမ်းခံလို့မဖြစ်ဘူးလို့ပြောဆိုနေခဲ့ပါတယ် ဘင်္ဂလောရဲစခန်းတစ်ခုရှိမှာတော့သတင်းမီဒီယာသမားတွေကရဲရရှိတာပေါ့ဗျာဆရာဒီညတစ်ခုမှာလူသတ်မှုတစ်ခုဖြစ်သွားတာနဲ့ပတ်သက်ပြီးပြောပြပေးပါအောင်လို့မေးလာခဲ့တာကြောင့်ရဲရရှိတာပေါ့ဗျာတည်သွားခဲ့တဲ့သူကမူရဲ့မောင်ကိုသမားပါရာဗီကူမာကိုဂန်ဂျာရာဗီလို့သိရှိခဲ့ရပါတယ်ကနဦးစုံစမ်းမှုတွေရာသူတို့မူရဲ့ခိုင်းချင်းချင်းဖြစ်တဲ့ရံပွဲတစ်ခုပဲလို့သတ်မှတ်ထားပါတယ်လောလောဆယ်တော့ကျုပ်ကအချားမြင်မရနေခဲ့တာကြောင့်အမှုကိုတိချာစုံစမ်းပြီးသွားရင်တော့သတင်းထုတ်ပြန်ပေးမှာပါလို့ပြောဆိုသွားခဲ့ပါတယ် တရက်စတရာကစီနာကိုငါပမာသွားပြီးရှာဖွေရမလဲလို့အပူတပြင်းနဲ့စဉ်းစားလိုက်ရင်တငယ်ချင်းဖြစ်သူဆလန်ကိုတိုက်မင်နေခဲ့ချိန်မှာပဲသူ့ရဲ့ဖုန်းထဲကို message တစ်ခုကဝင်ရောက်လာခဲ့ပါဒါကြောင့်စတရာက KA01 ဆိုတဲ့ license ကဘယ်နေမီကလဲလို့မင်းမြန်ခဲ့တဲ့အခါဆလန်ကစဉ်းစားလိုက်ရင်အဲ့ဒါကကူရာမင်္ဂလာကမဟုတ်လားလို့ပြောဆိုလာခဲ့တာကြောင့်စတရာက KA01 EJ9792 ဆိုတဲ့ရင်နံပါတ်ကိုငါတို့တွေ့ရင်စီနာကိုတွေ့ပြီလို့ပြောဆိုခဲ့ပါအဲ့နော် စတရာနဲ့ဆာလန်တို့ကကူရာမင်္ဂလာကိုစိုင်းကယ်တစ်စီးနဲ့ထွက်လာခဲ့ကြရင် GA01 EG9792 ဆိုတဲ့ယာဉ်တံဘက်ကိုလိုက်ရှာခဲ့တဲ့အခါဒုံမိန်ငားရင်တစ်စီးရဲ့နံပါတ်ဖြစ်နေခဲ့တာကိုတွေ့မြင်လိုက်ရတာကြောင့်ဒုံမိန်ရမောင်းဟာစတရာကမင်းနာမည်စီနာလာလို့မေးမြန်းခဲ့တဲ့အခါအဆိုပါလူကသူ့ရဲ့နာမည်ကဗန်ကာတက်ဖြစ်ကြောင်းအဆိုပါသုံးမင်းကသူ့ပိုင်ဖြစ်ပြီးသူကညာဘက်တွေမှာမမောင်းကြောင်းစီနာဆိုတဲ့သူကတလကိုနှစ်ချိန်လောက်သူ့ရဲ့သုံးမင်းကိုအငားယူမောင်းတက်ကြောင်းနဲ့ အဆိုပါစီနာဆိုတဲ့တန်တူတန်ဆာသမားရဲ့အကြောင်းကိုလည်းသူအနေနဲ့ဘာမှမသိကြအောင်ပြောဆိုခဲ့ပါတယ်။ဗန်ကာတက်ကလူတိုင်းကတော့သူ့ကိုတန်တူတန်ဆာသမားစီနာလို့ခေါ်ကြကြအောင်ပြောဆိုခဲ့တာကြောင့်ဇာလန်ကကျုပ်တို့သူ့ကိုဘလူရှာရမလဲလို့မေးမြန်းခဲ့တဲ့အခါဗန်ကာတက်ကသူကတန်တူတန်ဆာရောင်းဝယ်တဲ့သူဆိုတော့တန်တူတန်ဆာတွေရောင်းတဲ့နေရာမှာလိုက်ရှာရင်တော့တွေ့နိုင်မှာပါလို့ပြောဆိုခဲ့တာကြောင့်စတရာနဲ့ဇာလန်တို့က ကိုရာမင်္ဂလာကတန်တူတန်ဆရောင်းဝယ်တဲ့နေရာတွေမှာစီနာဆိုသူရဲ့နာမည်ကိုလိုက်လံစုံစမ်းခဲ့ကြပါတယ်။ဆာလန်ကတန်တူတန်ဆတွေရောင်းဝယ်တဲ့ဆိုင်ကလူတွေကိုလိုက်လံမေးမြန်းနေခဲ့ပြီးလူတစ်ယောက်ကိုစီနာရဲ့အကြောင်းကိုမေးမြန်းခဲ့တဲ့အချိန်မှာတော့အဆိုပါလူကဘာကိစ္စရှိလို့လဲလို့ပြန်လည်မေးမြန်းလာခဲ့တာကြောင့်ဆာလန်ကဒီအတိုင်းစကားပြောချင်လို့ပါလို့ပြောဆိုခဲ့တဲ့အခါအဆိုပါလူကဖြစ်စည်းလိုချင်လို့လာလို့မေးလာခဲ့တာကြောင့်သတ္တရာကသူကကျွန်တော်တို့ရဲ့မိတ်ဆွေဟောင်းတူပါ သူ့ရဲ့ပစ္စည်းတခုကျွန်တော်တို့စီကိုရောက်နေလို့ပြန်လာပေးတာပါလို့ပြောဆိုခဲ့ရင်သူစီမှာပါလာခဲ့တဲ့အန်ဂျလီရဲ့ဆွဲချိုးလေးကိုထုတ်ပြလိုက်တဲ့အချိန်မှာတော့အဆိုပါလူကဆွဲချိုးလေးကိုကြည့်လိုက်ရင်တစုံတရာကိုပြန်တွေးနေခဲ့ပါအဲ့ဒါကြောင့်ပဲအဆူပါလူကခမားတို့ရှာနေတဲ့စီနာဆိုတာကျုပ်တို့ရဲ့တထေးပဲကျုပ်လိုက်ပြမယ်လို့ပြောဆိုခဲ့ကစတရာနဲ့ဆာလန်ကိုနေရာရီစုံအောင်ရှောက်ခေါ်သွားနေခဲ့ပါတယ်။အဲဒီနောက်ဆူပါလူကစတရာနဲ့ဆာလန်ဟာဈေးထဲကနေရာတစ်ခုမှာစောင့်နေဖို့ပြောဆိုခဲ့က သူသွားရှာပြီးခေါ်လာခဲ့ပါမယ်လို့ပြောဆိုရင်ထွက်ခွာသွားခဲ့ချိန်မှာတော့ဆာလန်ကဒီလူကငါတို့ကိုဟိုခေါ်သွားလိုက်ဒီခေါ်သွားလိုက်နဲ့အခုလဲစောင်းနှားခိုင်းပြန်ပြီဟုတ်ရောဟုတ်လို့လားလို့ပြောဆိုနေခဲ့တာကြောင့်ဆတရာကမဟုတ်ဘူးဆာလန်အိတ်ကောင်ကစီနာပဲသူငါတို့ကိုခေါ်သွားခဲ့တော့ငါလူတစ်ယောက်ကသူ့ကိုတန်တူတန်ဆသွားလို့လှမ်းခေါ်လိုက်တာကိုငါကြားလိုက်ရတယ်ဒီတော့မင်းပြန်နေငါကိစ္စကိုငါချီရှင်းလိုက်မယ်လို့ပြောဆိုကဆာလန်ကိုပြန်လွတ်ခဲ့ပါတော့တယ်တိတ်မကြခင်ပါပဲစောစောကလူကလူမိုက်ချို့ကိုခေါ်လာခဲ့က စတရာတို့ရှီယာကိုပြန်လည်ရောက်ရှိလာခဲ့ပြီးစတရာကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာတော့စတရာကပြင်းထန်တဲ့တိုက်ခိုက်မှုမျိုးနဲ့ပြန်လည်တုံ့ပြန်ခဲ့တာကြောင့်လူမိုက်တွင်တဲ့သူစီနာဆိုတဲ့လူဟာစတရာကိုထိတ်လန့်တကြားနဲ့ချစ်ရင်ထွက်ပြေးဖို့ကြိုးစားခဲ့ပါတော့တယ်စတရာကလည်းသူတို့ရဲ့နောက်ကိုထက်ချက်မကွာလိုက်ပြီးတိုက်ခိုက်ခဲ့တာကြောင့်သူတို့အဖွဲ့ကစောက်လက်ဆာစာအုပ်ကြီးတစ်ခုပေါ်ကိုတက်ပြေးသွားခဲ့ကြပါအဲ့တော့လူမိုက်တွေကအစာဦးကြီးတဲ့ကနေစတရာကိုပုံခွဲတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြပါပဲလေ မုံယိုနေတဲ့စင်ရိုင်းကောင်လိုဖြစ်နေခဲ့တဲ့ဆတ်သွားကိုဘလူမမရှင်းပြိုင်မတိုက်ခိုက်နိုင်ခဲ့ကြပါဘူးစီနာဆိုတဲ့လူကတော့ဆတ်သွားရဲ့တိုက်ခိုက်မှုတွေအောက်မှာဘွဲအီကြီးတခုလိုအထူးချိတ်ခံနေခဲ့ရပြီးနောက်ဆုံးမှာတော့ဆတ်သွားကစီနာဆိုတဲ့လူရဲ့ခြေထောက်ကိုချိုးရည်နဲ့ချီနောက်တိုင်းတိုင်းမြင်ဘောကနေတွဲလောင်းချထားခဲ့ကမင်းတို့အန်ဂျလီကိုဘာလို့မတရားစော်ကားပြီးတတ်လိုက်ကြတာလဲငါကိုအမှန်တိုင်းကိုပြောစမ်းလို့မီးပြန့်ခဲ့တဲ့ခါမှာတော့စီနာကချိန်ဆိုချိန်ရဲပါတယ်ငါဘာမှမသိပါဘူးငါတို့သူစီကနေဆွေးချိုးလုခဲ့တာတော့ဟုတ်တယ် ဒါပေမဲ့သူ့ကိုတော့မတက်ခဲ့ပါဘူး။သူစီကဆွဲချိုးလူပြီးသူ့ကိုအကူဘာဘူးစီကိုပို့ပေးခဲ့တာပါ။အဲဒီနောက်ပိုင်းဘာရီဖြစ်သွားလဲဆိုတာတကယ်မသိပါဘူးလို့ပြောဆိုခဲ့ပါတယ်။စတရာကမင်းတို့ကောင်မျိုးတွေကလောကကြီးမှာအသက်ရှင်နေဖို့မထိုက်တန်တဲ့ကောင်မျိုးမင်းတို့နဲ့ခွင်လုံမှုကမထိုက်တန်ဘူးလို့ပြောဆိုကတိုင်းမြင့်ကြီးဘောကနေပြစ်ချခဲ့တာကြောင့်စီနာဟာတိုက်ရောက်ကိုပြုတ်ချပြီးသေဆုံးသွားခဲ့ပါတော့တယ်။အဲဒီနောက်စတရာကစီနာရဲ့ဘောင်းမိိတ်ထဲကဖုန်းကိုယူလိုက်ကဘာဘူးဆိုတဲ့လူရဲ့ဖုန်းနံပါတ်ကိုရှာဖွေနေခဲ့ပါတော့တယ်။ ။နောက်ရက်တွေမှာတော့ရဲရရှိတာဘူကသတင်းစာရီထဲမှာပါလာခဲ့တဲ့လူသက်မှုသတင်းခုကိုဖတ်ရှုနေခဲ့ပြီ။မြို့ရဲကတန်တူတန်ဆာသမားစီနာဆိုတဲ့လူမတ်တယောက်ထပ်မံအသက်ခံလိုက်ရပြန်ပြီ။ငါတို့လုံရမယ့်အလုပ်ကိုတယောက်ယောက်ကပြုလုပ်ပေးနေတာပဲ။အဲဒါကမှန်လားမှားလားလို့မင်းမြန်ခဲ့တဲ့ခမတော်လက်ထောက်ရဲရရှိကရဲရီလုံရမှာကိုသူကဝင်လုံနေတယ်ဆိုတော့မှားပါတယ်ဆရာလို့ပြောဆိုခဲ့တဲ့အခါရဲရရှိ တာဘူကအတိတ်ပဲရှိစွာနဲ့ပြုံးနေခဲ့ပါတော့တယ်။တရက်စတရာကဘန်ဂလောရဲစခန်းတစ်ခုမှာခံဝင်လက်မှတ်ထိုးပြီး ရဲစခန်းတွေကနေပြန်ထွက်မယ်အလုပ်မှာပဲသူရဲ့ဖုန်းကို message တစ်ခုကဝင်ရောက်လာခဲ့ပြန်ပါတယ်အဆိုပါ message ကိုမြင်လိုက်ရတဲ့စက်သွားကသူနဲ့တူပါလာခဲ့တဲ့တငယ်ချင်းဖြစ်သူစာလန်ငါတို့ရှာနေတယ်ဘာဘူးဆိုတဲ့လူကိုတကူးတကလိုက်ရှာစရာမလိုတော့ဘူးသူကငါတို့ကိုလာရှာလိမ့်မယ်လို့ထူးဆန်းတဲ့စကားကိုပြောဆိုနေခဲ့ပါတယ်တိတ်မကြခင်တ냐မှာတော့ဘာဘူးဆိုတဲ့လူကစက်သွားရဲ့ဖုန်းကိုဆက်သွယ်လို့လာခဲ့ပြီမင်းကငါ့လူနှစ်ယောက်ကိုတတ်ဖြစ်ခဲ့တဲ့ကောင်မဟုတ်လားမင်းအမားကြီးကိုကျူးလွန်လိုက်တာပဲ သူတို့ထေသွားခဲ့တဲ့အတွက်မင်းအသက်နဲ့ပြန်ပြီးတော့ပေးဆက်ရမယ်လို့ချင်းချောက်ပြောဆိုလာခဲ့တာကြောင့်စတရာကမင်းပမာလဲဆိုရတာငါ့ကိုပြောပါမင်းကိုငါလာတတ်မယ်လို့ပြန်လဲတုံ့ပြန်ခဲ့တာကြောင့်ဘာဘူးကမင်းကသိပြီးတတိတွေရှိနေတယ်ဆိုရင်နီလာမင်္ဂလာတိုးဂိတ်ကိုလာခဲ့လို့ပြောဆိုခဲ့တာကြောင့်စတရာကအဆိုပါတိုးဂိတ်ကိုတွားရောက်ခဲ့ပါတော့တယ်တိုးဂိတ်ကိုရောက်တဲ့အခါစတရာကဘာဘူးကိုပြန်လဲဆက်သွယ်ခဲ့ရမှာတော့ဘာဘူးကငါမင်းအတွက်လက်ဆောင်တစ်ခုပြင်ဆင်ထားတယ် ဂျလာဟာလီလမ်းဆုံးကိုသွားပြီးလက်ဆောင်လေးကိုချိလိုက်ပါအောင်လို့ပြောဆိုခဲ့တာကြောင့်ဆတရာလည်းဘာဘူးပြောဆိုတဲ့နေရာကိုသွားရောက်ခဲ့တဲ့ခါမှာတော့ဂုံရိတ်နဲ့ထုတ်ထားတဲ့အရာတစ်ခုကိုတွေ့ရှိလာရတာကြောင့်ဂျိုးတွေကိုဖြီးချိလိုက်တဲ့အခါဂုံရိတ်ထဲမှာဒန်ယာရီပရဘွားနဲ့တယံမှုမှုဖြစ်နေခဲ့တဲ့တငယ်ချင်းဖြစ်သူဆာလန်ကိုတွေ့မြင်လာရပါတော့တယ်ဆတရာကဆာလန်ကိုကေတင်မှုစူးစမ်းခဲ့ပေမဲ့ဒန်ယာရီနဲ့ဆာလန်ကဆတရာရဲ့လက်ပေါ်မှာပဲတီးဆုံးသွားခဲ့ပါတော့တယ်အဆိုပါအချိန်မှာပဲဘာဘူးဆိုတဲ့သူကအဆိုပါစာအုပ်ကြီးအတွင်းမှာရှိနေခဲ့ပြီး ်ဆတ်ဒရာငါရဲ့လက်ဆောင်လေးကိုကြိုက်ရလားလို့ရီးတဲ့တဲ့ပြောဆိုခဲ့တဲ့အခါဆတ်ဒရာကဒေါသနဲ့ဘာဘူးကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတော့တယ်။ဒါပေမဲ့လည်းဘာဘူးကသူထင်သားသလောက်လွဲကူမနေခဲ့ပဲဘာဘူးရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကိုသာဆတ်ဒရာတယောက်အလူးလဲကိုခံနေခဲ့ရပါတော့တယ်။ဘာဘူးကမင်းရဲ့ကောင်းမအတွက်နဲ့ရာဗီနဲ့စီနာကိုမင်းကတတ်ခဲ့တာဟုတ်လား။မင်းကြီးစားအန်ဂျလီကအတော့ကိုလှပြီးအတော့ကိုတန်မာတဲ့မိမပဲအဲဒီကလမ်းမပေါ်မှာသူမကိုတယောက်တည်းမြင်လိုက်ရတဲ့ရာဗီနဲ့စီနာတို့က သူမစီကရှူဆွဲချိုကိုလူယူခဲ့ကြတာဆွဲချိုကိုဖျက်လုလိုက်တဲ့အချိန်ကြောင့်အန်ဂျလီကလမ်းပေါ်ကိုကြာပြီးဦးကောင်းနဲ့တတိယလမ်းရိုက်မိသွားခဲ့ပြီးမင်းမျောသွားခဲ့တာလေမင်းကညာကြီးမိုးချိုမင်းကလေးတယောက်ထဲလမ်းပေါ်မှာထားခဲ့တာကမင်းရဲ့အမှားပဲဖြစ်ချင်တော့တန်တူတန်ဆာသမားစီနာဆိုတဲ့ကောင်ကမကောင်းတဲ့ကောင်ပဲစီနာကလမ်းပေါ်မှာလဲချနေတဲ့အန်ဂျလီကိုသုံးပိတ်နဲ့တင်းပြီးငါစီကိုခေါ်လာခဲ့ပြီးတယ်မင်းရဲ့ကောင်မလေးကတိတ်ကိုလှနေတော့ငါကလေညာစာအတွက်ပွဲတော်တဲဖို့ပြင်ဆင်ခဲ့ရတာပေါ့အဲ့ဒီအချိန်မှာပဲစီနာရဲ့စီက SFLU မူရစ်စေးဝါးတွေကိုပါထမှန်ရလိုက်တော့ငါက Ravi နဲ့ Sina တို့ကိုပြန်ခိုင်းခဲ့ပြီး Angeli ကို SFLU တွေကျွေးပြီးပွဲတော်တီးဖို့လုံနေခဲ့တဲ့အချိန်မှာပဲမင်းရဲ့ကောင်မလေးကသတိပြန်ဝင်လာခဲ့ပြီးထွက်ပြေးဖို့ကြိုးစားခဲ့တယ်ငါရဲ့ဗဇန်နာကိုရောက်လာပြီးမှပြုတ်ချသွားခဲ့တဲ့အစာတော့ငါလည်းအယံကိုဒေါသထွက်သွားခဲ့တယ်။သူကညာမောင်ကြီးထဲမှာအကူကြီးရမလားဆိုပြီးအော်ဟေးပြေးလွှားနေခဲ့တာ။သူစီကနေငါတို့ရဲ့အကြောင်းတွေကိုတီးသွားခဲ့ရင်ငါတို့တွေကဒုက္ခရောက်သွားမှာပေါ့ ပုံမှန်ဆိုရင်ငါကမျိုးသမီးတွေကိုမရိုက်နှက်တတ်ဘူး။အညကတော့မတက်နိုင်ခဲ့ဘူး။လွန်မြောက်တော့မဲ့ဆဲဆဲ၊သူမခေါင်းကိုငါကတန်တုံးနဲ့ခက်ပြင်းပြင်းလေးရိုက်ချလိုက်တာ။သူလည်းသိသွားတော့တာပဲလို့ပြောဆိုခဲ့ပါတော့တယ်။အဆိုပါညကသိဆုံးသွားခဲ့တဲ့အန်ဂျလီရဲ့နဘေးကိုခွေးနဲ့ကြီးတကောင်ကရောက်ရှိလာခဲ့ပြီးအနေစွာနဲ့ဦးနေခဲ့တာကိုတော့ဘာဘူးတို့အဖွဲ့မတွေ့ခဲ့လိုက်ပါဘူး။ဘာဘူးရဲ့ထန်ကနေအဖြစ်မှန်တွေကိုကြားလိုက်ရတဲ့အချိန်မှာတော့စတရာရဲ့ဒီကိုလုံးကိုဒေါသတရားတွေကဖုံးလွှမ်းသွားခဲ့ပြီ။ ဇသရာရဲ့တုံ့ပြန်မှုတွေကအလွန်တရာကိုကြမ်းတမ်းသွားခဲ့ပါတော့တယ်။ဇသရာကဘာဘူးကိုအပြင်းထန်ဆုံးတုံ့ပြန်တိုက်ခိုက်ခဲ့ကသူတိတ်ချရတဲ့မိခင်နဲ့ချစ်ရသူတို့အတွက်ဘာဘူးရဲ့ဆက်ကိုလိန်ချိုးကတပ်ပစ်လိုက်ပါတော့တယ်။အဆိုပါအချိန်မှာပဲစယုံပြက်ကြီးတဲ့ကိုရဲရရှိတာဘူးဦးဆောင်နဲ့ရဲတပ်ဖွဲ့ဝင်တွေကရောက်ရှိလို့လာခဲ့ကြပြီးဇသရာကိုဖမ်းဆီးခဲ့တဲ့အချိန်မှာတော့ဇသရာကရဲရရှိတာဘူးရဲ့မျက်နှာကိုစူးစိုက်ကြည့်လိုက်ရင်ကျုပ်ကိုပူပေးလိုက်တဲ့မက်ဆေ့နှစ်ဆောင်တို့ကခမည်းကိုကျုပ်ကကြီးစုတင်ပါတယ် ခမရဲ့ message တွေကြောင့်လည်းကျွန်ုပ်ရဲ့ပြည့်မှတ်တွေကပူပြီးတော့ရှင်းလင်းသွားခဲ့တာလို့ပြောဆိုခဲ့တယ်ကရဲရရှိဒါဘူကငါဘက်ကလုတ်ပေးနိုင်တလားလုတ်ပေးခဲ့တာပါလို့ပြောဆိုခဲ့ပါတော့တယ်စတရာကိုရဲရီကဖန်ဆီးခေါ်ဆောင်သွားခဲ့ချိန်မှာတော့ရဲရရှိဒါဘူက secret lake ကိုမင်းကြီးဖွာရှိုက်လိုက်ရင်အလုတ်ကောင်းကောင်းပြီးဖို့ဆိုရင်တချို့ကိစ္စတွေမှာယူချင်အောင်စောင့်ပေးတတ်ရတယ်လို့သူရဲ့လက်ထောက်ရရှိကိုပြောဆိုခဲ့တဲ့အခါလက်ထောက်ရရှိကဆရာမနှက်ပြန်ကြရင်တရားရုံးမှာမရိမှုအတွက်တရားခွင်ရှိလိမ့်မယ်လို့ ပြောဆိုသတိပေးခဲ့ချိန်မှာတော့ရဲရရှိဒါဘုကဒီနေ့တော့ငါကိုအေးစေးစေးအိတ်ခွင် ပေးပါအောင်လို့ပြောဆိုခဲ့ပါတယ်။အဆိုပါညမှာပဲရဲရရှိဒါဘုကရဲကားနဲ့အတူတကူတဲ့နေရာတစ်ခုကို ထွက်လာခဲ့ပါတယ်။သူရောက်ရှိလာခဲ့တဲ့နေရာကအန်ဂျလီကိုစတရာလိုက်ပို့ပေးနေကြလမ်းထိပ်နေရာဖြစ်ပြီးအဆိုပါနေရာကိုရောက်လာခဲ့တဲ့ရဲရရှိတာဘောကဂါဘောကနေစင်ကဆလိတ်လိတ်ကိုဖွာရှိုက်လိုက်ရင်အန်ဂျလီတိတ်ဆုံးခဲ့တဲ့ညကအဖြစ်ပြက်တွေကိုပြန်ပြောင်းစဉ်းစားနေခဲ့ပါတယ် တကယ်တော့အဆိုပါညကဆတ်သရာကအန်ဂျလီကိုသူ့ရဲ့ချစ်သက်လက်ဆောင်ဆွဲချိုးလေးကိုပေးပြီးပြန်သွားခဲ့တဲ့အချိန်မှာပဲအန်ဂျလီကသူ့မအိမ်ရှိရာကိုလမ်းလျှောက်လို့လာခဲ့ပြီးပြန်ဝင်လာခဲ့ပါဒါကိုညပိုင်းပတ်တရားလှည့်လာခဲ့တဲ့ရဲရရှိတာဘူကမြင်တွေ့သွားခဲ့ပြီးအရန်ကိုလှပနေခဲ့တဲ့အန်ဂျလီကိုမြင်လာတဲ့အခါသူ့ရဲ့တနာစိတ်တွေကငယ်တိတ်ကိုတက်လာခဲ့ပါတော့တယ်ဒါကြောင့်ရဲရရှိတာဘူကအန်ဂျလီကိုရင်းခမလေးထင်းနဲ့တားဆီးခဲ့ကလက်ကနာယီကိုကြည့်လိုက်ရင်ညကနှစ်နာရီတောင်ခွဲနေပြီ မင်းကဘယ်ကိုပြန်မလဲလို့မင်းမြင်ခဲ့တဲ့အခါအန်ဂျလီကကျမအင်ကိုပြန်မလို့ပါလို့တောင်းပန်ပြောဆိုခဲ့တာကြောင့်ရဲရရှိဒါဘူကဒါဆိုလဲမင်းအင်ကိုဖုန်းဆက်လိုက်လို့ပြောဆိုခဲ့တာကြောင့်အန်ဂျလီကအိမ်မှာဘသူမှမရှိပါဘူးဆရာကျမတယောက်တည်းနေတာပါလို့ယူသားစွာပြောဆိုခဲ့တာကပဲသူမအတွက်အန်ရဲတွင်တဲ့ကိုဖိတ်ခေါ်လိုက်တယ်လို့ဖြစ်ခဲ့ရပါတော့တယ်မင်းကတယောက်တည်းနေတယ်ညာကြီးချိန်တော်လဲရှောက်သွားနေတယ်ဆိုတော့မယူသားဘူးဒီတော့မင်းကအလုတ်သွားမှာလားဒါမှမဟုတ်အလုတ်ကပြန်လာတာလားလို့ရိုင်းဆိုင်စွာနဲ့မင်းမြန်ခဲ့တာကြောင့် အန်ဂျလီကကျမကဆရာထင်တယ်လို့မဟုတ်ပါဘူးမိကောင်းဖခင်သားသမီးတစ်ယောက်ပါလို့ပြောဆိုရှင်းပြခဲ့ပေမယ့်ရဲရရှိဒါဘူကတာဝန်ကိုလွဲသုံးစားပြုလုပ်ကဒါဆိုလဲကားဘော်တဲမင်းကိုစကမ်းမှာမိစရာလေးတွေရှိတယ်လို့ပြောဆိုကကားဘော်ကိုတင်းဆွဲတင်ခဲ့ပြီးလူပြတ်တဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားခဲ့ကမတော်မတရားပြုကျင့်ခဲ့တာလေဖြစ်ပိုင်းရဲရရှိဒါဘူကအန်ဂျလီကိုကားဘော်တင်းဆွဲခေါ်သွားခဲ့တာကိုလန်ထိတ်ကခွေးနဲ့ကြီးကတွေ့မြင်လာရပြီးကားနောက်ကိုဖြေးလိုက်ခဲ့တာကိုတော့ရဲရရှိတာဖို့တရားသတိမပြုမိခဲ့ပါဘူး သူကလူပြတ်တယ်လို့ထင်ရတဲ့နေရာတစ်ခုမှာအန်ဂျယ်လီကိုမတော်မတရားပြုကျင့်နေခဲ့ချိန်မှာလေလမ်းဘေးကမျက်မြင်မြင်တူးကရှိနေခဲ့တာကိုလည်းသတိမပြုမိခဲ့ပြန်ပါဘူးတကယ်တော့အဆိုပါမျက်မြင်မြင်ဆိုသူကစတရာကတခါကစိုက်ကနဲ့ခေါ်တင်သွားပြီးခဲ့ဘူးတဲ့မျက်မြင်မြင်ဖြစ်ဟန်ဆောင်ထားခဲ့တဲ့လူပဲဖြစ်ပါရဲရရှိတာဘူကအန်ဂျယ်လီကိုမတော်မတရားပြုကျင့်ပြီးသူမကိုခေါ်ဆောင်လာခဲ့တဲ့လမ်းထိပ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ကငါမင်းကိုခေါ်လာခဲ့တဲ့နေရာကိုပဲမင်းကိုပြန်ပို့ပေးခဲ့တယ်နော် ဒီအကြောင်းတွေကိုမင်းရဲ့ဗစက်ကနေဖွင့်ပြောလိုက်လို့ကတော့မင်းတသက်လုံးဗစက်မဟနိုင်အောင်ငါလှုပ်ပေးလိုက်မယ်လို့ကျိုးစုချင်းချောက်ကပြန်လှုပ်ပေးခဲ့တာလေဖြစ်ပိုင်း။သူမရဲ့ပြိုစင်ဘွားကိုဆုံးရှုံးလိုက်ရလို့ဝမ်းနဲ့တကြီးငိုကြွေးခဲ့ကအင်ကိုပြန်လာခဲ့တဲ့လမ်းမှာပဲ။သုံးမိန်မောကရာဗီနဲ့စီနာတို့ကအန်ဂျလီကိုတွန့်မြင်သွားခဲ့ပြီးဆွဲကြိုးကိုလူယူဖို့ကြိုးစားခဲ့ရင်ဘာဘူရိုစီကိုရောက်လာကအသက်သေဆုံးခဲ့ရတာလေဖြစ်ပိုင်း။တကယ်တော့အဆိုပါကိစ္စမှာတကယ်တရားခံစစ်ကရဲရရှိတာဖို့ဖြစ်နေခဲ့တယ်ဆိုတာကိုတော့ ဘသူကမှမတိခဲ့လိုက်ကြပါဘူးရဲရရှိတာဘူကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကိုပြန်လည်စဉ်းစားနေခဲ့ချိန်မှာပဲအဆိုပါလမ်းထိပ်မှာရှိနေခဲ့တဲ့ခွင်းနဲ့ကြီးတကောင်ကစိမ့်စိမ့်ကကနဲ့စိုက်ကြည့်နေခဲ့တာကိုတွေ့မြင်လာရတာကြောင့်ဒါဘူလည်းရုတ်တရက်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်မကောင်းမှုဆိုတာစိတ်ကြွရာမရှိဆိုတဲ့သကပုံလိုပဲအန်ဂျလီသိဆုံးခဲ့ရတယ်တရခန်စစ်ကရဲရရှိတာဘူဆိုတာကိုကောင်းကောင်းကြီးသိနေခဲ့တဲ့ခွင်းထက်ကြီးကရဲရရှိတာဘူရှိရာကိုအချိန်နဲ့ပြေးဝင်ခုံးဥကာ လဲမျိုးကိုကိုက်ခဲတက်ဖြတ်ပြစ်လိုက်ရင်ဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap box channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။